အမေရိကန်နိုင်ငံနယူးယောက်မြို့မှာအော်တိုဘားလ30ရက်ကြာသပတေးနေ့ကမိုးသက်ထန်စွာရွာသွန်းပြီးရေကြီးရေလျှာမှုတွေဖြစ်ခဲ့တာကြောင့်အနည်းဆုံး2ဦးသေဆုံးသွားတယ်လို့အရေးပေါ်ကယ်ဆယ်ရေးဌာနကပြောပါတယ်။သေဆုံးသွားသူ2ဦးသလုံးဟာအမျိုးသားတွေဖြစ်ပြီးအဲ့ဒီထက်က39နှစ်အရွယ်အမျိုးသားကတော့ရင်းမြုပ်နေတဲ့ Brooklyn မြေအောက်ခန်းထဲကသူ့ခွေးလေးကိုကယ်ထုတ်ဖို့အသွားမှာရင်းနှစ်ပြီးသေဆုံးသွားတာလို့အင်းနီနာချင်းတွေကပြောပါတယ်။သေဆုံးသူနောက်တစ်ဦးဖြစ်တဲ့အသက်43နှစ်အရွယ်အမျိုးသားကတော့ ဝါရှင်တန်ဟိုက်စ်ကအရေးရှာနေတဲ့ဝိုင်လာကန်ထဲမှာသတိမေ့ပြီးတည်ဆုံနေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။နယူးယောက်မြို့အတွင်းကစီရင်စု၅ခုမှာတနအီကိုမွေးရချိန်နှစ်လက်မှရွာသွန်းခဲ့တာကြောင့်လမ်းတွေတော်တော်များများရေရှမ်းပြီးဖြတ်သွားဖြတ်လာလုပ်လို့မရတဲ့အခြေအနေမှာရှိနေတယ်လို့ဆိုပါတယ်။ဂျာတာပရိနေကရွာသွန်းခဲ့တဲ့မွေးရချိန်ပမာဏဟာမြို့လယ်ကောင်က Central Park ရှိရာနေရာမှာစံချိန်တင်ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်မိုးနဲ့အတူလေတိုက်နှုံးလည်းပြင်းထန်ခဲ့တာကြောင့်လျှက်စင်ပြီးပြတ်ထောက်တာနဲ့ ရက်ွက်တွေထဲမှာကားတွေရေနှိမ့်မြုပ်တာတွေဖြစ်ခဲ့ပါတယ်။လမ်းမတွေရေရှမ်းပြီးကားတွေအများပြားရေနှိမ့်မြုပ်နေတဲ့ပုံတွေလည်းလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေပါတယ်။နယူးယောက်မြို့ရဲ့ရေမြောင်းစနစ်ဟာတနအီကိုမိုးရေချိန်တိတသမ9.5လက်မသာလက်ခံနိုင်တဲ့အနေအထားရှိကြောင်းနယူးယောက်မြို့တာဝန်ရှိသူတွေကအစောပိုင်းမှာပြောထားပူပါရယ်မိုးတဲထံပြီးရုတ်တရက်ရေကြီးရေရှမ်းမှုတွေဖြစ်နိုင်တာကြောင့် Brooklyn Queens နဲ့ The Bronx တို့မှာသတိပေးချက်တွေကြိုတင်ထုတ်ပြန်ခဲ့ပါရယ်ပြည်내အုပ်ချုပ်ရေးမှူး KT Hoku ကနယူးယောက်မြို့ Long Island နဲ့ Hudson Valley တို့ကိုအရေးပေါ်အခြေအနေကြေညာထားပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ